လိုအောင်လို့မိလားခင်ဗျာဒီနေ့ပေါ့နော်ကျွန်တော်တို့ John Bond နေဆောင်ရွက်မဲ့ jewelry တစ်ခုဖြစ်တဲ့ပလဲတွေ ਆ ပေါ့နော်ကျွန်တော်တို့အစိုးရဥပမာလို့ပြောခဲ့သလိုပလဲလေးတွေဆိုရာကမာကောင်လေးရဲ့မျက်ရည်ပဲခင်မျက်ရည်တွေဟုတ်လားမဟုတ်လားဆိုတာ ਨੇ ပလဲတွေဘလို့ဖြစ်လာလဲဆိုတော့ကျွန်တော်ပြောပြတာဖြစ်ပါတယ်ခင်ဗျာပထမဆုံးပေါ့နော်ပလဲတွေကိုထုတ်ပေးတဲ့အကောင်ကိုကမာ oyster လို့ခေါ်တာဖြစ်ပါတယ်အင်္ဂလိပ်လို oyster ပေါ့နော်သူတို့ကအပြင်ကအခွန် shell နဲ့လုပ်ထားပြီးအထဲမှာ mantle လို့ခေါ်တဲ့ tissue လေးရှိရပေါ့နော် အဲ့ဒီမှာပင်လယ်ထဲမှာနေရင်းနဲ့ပင်လယ်ထဲမှာငါးတွေကသူတို့ဘွားဖြတ်သွားရင်ဖုန်နေသူတို့တွေကိုဝင်လာတော့ parasite ပေါ့နော်ကပ်ပွားကောင်တွေဝင်သွားပြီဆိုတော့ ਨੇ သူတို့ကအဲ့ mandan နဲ့အဲ့ shell နဲ့ဂျားတွေကိုရောက်တာ ਨੇ သူတို့ကသူတို့ရဲ့အထက်ခန္ဓာကိုယ်ကိုထိမှဖြစ်တဲ့အတွက်သူတို့ကအဲ့ဒါကိုဖမ်းထားလိုက်တယ်ဖမ်းပြီးမှအဲ့ mandan ဆိုလို့ခေါ်တဲ့ tissue တွေ nagel လို့ခေါ်တဲ့အရေပေါ့နော် MOP ကျွန်တော်တို့ခေါ်ဆို MOP mother of pearl ကိုထုတ်ပြတာဖြစ်ပါတယ် ဲ့အရေးတွေကိုထုတ်ပြီးရင်းနဲ့အဲ့အကောင်ကိုပတ်ရင်းပတ်ရင်းနဲ့အလုံးလေးဖြစ်သွားတာဖြစ်ပါတယ်အဲ့မှာပလဲလေးထွက်လာတာဖြစ်ပါတယ်ခင်ဗျာပလဲအကြောင်ကိုဘလို့သိနိုင်လဲဆိုရင်အဲ့ဒီပေါ့နော် mantle လို့ခေါ်တဲ့ tissue ကထုတ်ပြီးရဲ့ nagel ဆိုတဲ့အရေးကအဲ့ပလဲရဲ့အထက်က shell ကိုလုတ်ပေးတာဖြစ်ပါတယ်အဲ့ကမာကောင်ရဲ့တောင်းမှရှိတဲ့အကြောင်ကိုကြည်ချင်းအပြင်ဒီဒီအကောင်ကထွက်လာရင်ဘယ်အကြောင်ဖြစ်မလဲဆိုတော့တန်းသိတာဖြစ်ပါတယ်ခင်ဗျာပလဲအစ်စ်တွေကပေါ့နော်နှစ်နှစ်ကနေ၅နှစ်ကြာတဲ့အတွက် ဈေးကြီးတယ်လောကပိုခက်တယ်အဲ့မှာနောက်ပိုင်းလူတွေကဘယ်လိုလောက်လာလဲဆိုရင် culture pearl ဆိုတဲ့ဟာပေါ့နော်သူတို့ကအဲ့ဒီ oyster ကမာကောင်လေးကိုပတိလုံးလေးလို့ထည့်လိုက်တယ်ထဲတော့သူတို့ကအဲ့ဒါကမာကောင်လေးအဲ့ဒါကိုကာဝယ်ဖို့ဆိုပြီးအလုံးပတ်လိုက်တယ်အစားရက်လောက်အလုံးရှိပြီးသားဆိုတော့သူတို့ကအပြင်းနေနည်းနည်းလေးပတ်တာနဲ့၄၅၆လောက်လောက်ဆိုပလဲထွက်လာတယ်နောက်ပိုင်းပေါ့နော် culture ပလဲနဲ့ natural ပလဲဆိုပြီးနှမျိုးထွက်လာတယ်။နှမျိုးထွက်လာရင်အမှနောက်ပိုင်းလူလုံးတွေပလဲနဲ့ natural ပလဲကိုတီးဖို့ဆိုရင် GIA ကနေပြီးမှတော့ X-ray နဲ့စစ်ပေးပြီးမှ certificate ထုတ်ပေးရပါတော့။အဲ့ဒါအဲ့လိုလုပ်ချင်းနဲ့ပလဲကို natural လား culture လားဆိုတော့သိနိုင်တာဖြစ်ပါလိမ့်မယ်။ ောက်ဆုံးပေါ့နော်ကျွန်တော်တို့စိုးရိုးကြီးကဘာလို့ပြောခဲ့လဲပလဲလေးတွေဆိုတာကမာကောင်လေးရဲ့မျက်ရည်လားလို့ပြောရင်မှန်လဲမှန်တယ်ပေါ့နော်ဘာလို့လဲဆိုရင်အဲကမာကောင်လေးကသူတို့ကိုလာထိခိုက်တဲ့ရန်တွေအကုန်လုံးကိုကာကွယ်ဖို့နေကဆိုတဲ့ရည်ကိုလွတ်တယ်ပလဲတွေထုတ်တဲ့ချိန်မှာတစ်ခေါက်နှစ်ခေါက်ပဲကောင်းကောင်းထုတ်နေတာပြီတတိယတစ်ခေါက်လောက်ဆိုမထုတ်နိုင်တော့ဘူးအဲ့မှာလူမွေးတဲ့ပလဲတွေကလူမွေးတဲ့သူတွေကအဲ့နှစ်ခေါက်လောက်ပဲမွေးပြီးနောက်နောက်ဆုံးမှာပေါ့နော်သူတို့ကိုလိုသုံးလုပ်လိုက်တယ်ပေါ့နော်လိုပစ်ပလိုက်တယ်ပေါ့အဲ့လိုမျိုးဖြစ်တာဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့ဘောနော်ဒီနေ့ပလဲတွေဘယ်လိုဖြစ်လာလဲဆိုတော့ ਨੇ culture ပလဲနဲ့ natural ပလဲဘယ်လိုကောင်းလဲဆိုတော့ကျွန်တော်ပြောပြပြပြခင်ဗျာနောက်ဒီမှာကျွန်တော်ဒီလက်ကောင်းတဲ့ကောင်းတဲ့နေပြန်လာခဲ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ